ကုမ္ပဏီတီထောင်နိုင်ခဲ့တဲ့အထိချမ်းသာခဲ့ပြီးလက်ရှိအချိန်မှာ200နံပေတင်စာအုပ်ရောင်းနေရတဲ့ဥက္ကဘာကျော်ကိုပြန်လည်လက်တွဲခေါ်ယူသွားမယ်နေထူးနိုင်ရန်ကုန်စင်လီနယူးပရိသတ်များအလုံးပဲမင်္ဂလာပါရှင်ပရိသတ်များရှင်မကြသေးခင်ကဆိုရှယ်မီဒီယာမှာအချိန်တစ်ခါတော့ကနာမည်ကြီးခဲ့တဲ့ လူရှင်တော်ဥကပါကျော်ရဲ့အကြောင်းပရိသတ်တွေအားလုံးကလည်းသိပြီးသားဖြစ်မှာပါသူဟာလူရှင်တော်တစ်ဖြစ်လေဒရိုက်တာတစ်ဖြစ်လေထုတ်လုပ်သူတစ်ဖြစ်လေဆောင်ရွက်ခဲ့တာပဲဖြစ်ပါတယ်သူကလူရှင်တော်ဘဝနဲ့အောင်မြင်လာတဲ့အခါငွေကြေးလေးအနေအချင်းစုဆောင်မိတဲ့အခါမှာတော့ထုတ်လုပ်ရေးပိုင်းကိုကူးလာခဲ့တာဖြစ်ပြီးဒရိုက်တာတယောက်အနေနဲ့ပါအမှုပညာလောကမှာရပ်တည်ခဲ့တာဖြစ်ပါတယ်ဒါပေမဲ့စီးပွားရေးမှာလောဘရီများခဲ့တာမို့အခုချိန်မှာတော့ဥကပါကျော်ကဘတ်စကားရီပေါ်မှာ200ရန်ဘေးနဲ့စားအုပ်ရှောင်းစားနေရတဲ့ဘဝကိုရောက်ရှိသွားတာဖြစ် ပါတယ်။အင်တာဗျူးတစ်ခုမှာဆိုရင်သူကကုမ္ပဏီထောင်နိုင်ခဲ့တဲ့အထီးလဲကြီးပွားချမ်းသာခဲ့တဲ့အိမ်ဒီတိုက်တွေကားတွေလဲပိုင်ဆိုင်ခဲ့ပါတယ်။ ဒါပေမဲ့ဗီဒီယိုခစ်တွေပျောက်ဆုံးသွားတဲ့အခါမှာစီးပွားရေးတွေကလည်းကျဆုံးသွားတာဖြစ်တဲ့အတွက်အိမ်လည်းမရှိတော့တလို့ကားလည်းမရှိတော့ကလက်ရှိမှာတော့သူများစီမှာအိမ်ငားနေရတဲ့ဘဝကိုရောက်ရှိနေကြတာဖြစ်ပြီးဘတ်စကားရီပေါ်မှာနေရတဲ့စာအုပ်ကိုရောင်းနေရတဲ့ဘဝကိုရောက်ရှိသွားပြီဖြစ်တဲ့ဆိုတဲ့အကြောင်းပြောပြလာခဲ့ပါတယ်။နောက်ပြီးသူကအဲ့ဒီလိုမျိုးအောင်မြင်ခဲ့တဲ့အချိန်ခါတုန်းကနေထူးနိုင်ကသူ့ကိုစုံမခဲ့ဘူးတဲ့ထုတ်လို့ရေးမလုပ်ပါနဲ့ဒရိုက်တာလုတ်ချင်နေဆိုရင်ဇလန်းကောင်းနေရွှေချယ်ပေးပြီးတော့လုတ်ပေးမယ်လို့ပြောပေမဲ့သူကနေထူးနိုင် င်ရဲ့စကားကိုနားမထောင်ခဲ့ဘူးအခုချိန်မှာတော့နေတူးနိုင်ရဲ့စကားတွေကမှန်နေတယ်ဆိုပြီးပြောပြလာတာပဲဖြစ်ပါတယ်ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးအင်တာဗျူးတစ်ခုမှာတော့နေတူးနိုင်ကအဲ့ဒီတော့ကကျွန်တော်အဲ့လိုပြောခဲ့တာဟုတ်ပါတယ်ကျွန်တော်ကသူ့ကိုတွက်ပြတာပါလက်ထက်မှာငွေကျပ်3300လောက်ရှိမှ3000ထုံရင်းတာကောင်းတယ်လက်ထက်မှာ3000ပဲရှိနေတဲ့ချိန်မှာ3000လုံးရှင်းတာကတော့အဆင်မပြေနိုင်ဘူးထုတ်လုပ်ရေးလုပ်တယ်ဆိုတာကမျက်တာလည်းရှိသလိုရှုံးတာလည်းဖြစ်တာကြောင့်ခံမှန်းလို့မရဘူးလို့ပြောခဲ့ပူပါတယ်ဒါပေမဲ့အဲ့ဒီတော့ကဥက္ကဘာကျော်ကသူ့ရဲ့စကားကို နာမထောင်ခဲ့ဘူးလက်ရှိမှာတော့စာအုပ်ရောင်းနေရတယ်ဆိုတော့အင်တာဗျူးတွေတက်လာတော့ကြည်ရတာကျွန်တော်လည်းစိတ်မကောင်းပါဘူးဥက္ကဘာကျော်စီမှာလည်းကျွန်တော်ရဲ့ဖုန်းနံပါတ်ရှိမယ်လို့ထင်ပါတယ်ကျွန်တော်ရဲ့ဖုန်းနံပါတ်ကဘယ်တော့မှပြောင်းခဲ့တာမရှိပါဘူးဒါကြောင့်ဥက္ကဘာကျော်နေနေလိုအပ်တဲ့အချိန်တိုင်းမှာကျွန်တော်ကိုဆက်သွဲပါကျွန်တော်အနေနဲ့ဥက္ကဘာကျော်ကိုပြန်လည်ပြီးလက်တွဲပေးဖို့အတွက်လည်းအစဉ်တင်ပါမယ်ဥက္ကဘာကျော်နဲ့လက်တွဲနေခဲ့တဲ့အချိန်တုန်းကသူနဲ့ပတ်သက်ပြီးစိတ်ရှုပ်ရတာစိတ်ဆင်းရဲရတာတခုမှမရှိသလိုအလုပ်ပေါ်မှာတကယ်ချစ်မြတ်နေပြီးလောက်ကင်ခဲ့တဲ့သူတယောက်ဖြစ်တဲ့အတွက် အမှုပညာချစ်စိတ်နဲ့ပြန်လဲလက်ခံပေးဖို့အသင့်မှာပဲလို့နေတူးနိုင်ကအင်တာဗျူးတစ်ခုမှပြောကြားခဲ့တာဖြစ်ပါတယ်။နေတူးနိုင်ရဲ့အင်တာဗျူးကိုကြည့်ပြီးပရိသတ်တွေကတော့နေတူးနိုင်ကအမြဲတမ်းမှစိတ်ရင်းကောင်းတဲ့သူတစ်ယောက်ဖြစ်တဲ့အဆင်မပြေဒုက္ခရောက်နေတဲ့သူတိုင်းကိုအမြဲတမ်းလက်တွဲခေါ်ပေးခဲ့လို့အခုချိန်ထိရပ်တည်နိုင်ခဲ့တာဖြစ်ပြီးဒီဘဝမှာတာမကနောက်ဘဝမှာလည်းနေတူးနိုင်ကကောင်းတဲ့ဘဝမှာပဲနေထိုင်နိုင်ခွင့်ရရှိမှာဖြစ်တယ်ဆိုပြီးမှတ်ချက်တွေပြုနေခဲ့တာဖြစ်ပါတယ်။ဦးကဘာကျော်ရဲ့အင်တာဗျူးကိုကြည့်ပြီးအမှုပညာရှင်တချို့ကလည်းသူ့ရဲ့အိမ်ကိုသွားရောက်ပြီးလူတန်း မ်းမှုတချို့လုပ်ခဲ့တာရှိသလိုစံစီစာနဲ့ငွေသားလေးတွေထောက်ပံ့ခဲ့တယ်လို့လည်းအင်တာဗျူးတွေမှာတွေ့မြင်နေရတာပဲဖြစ်ပါတယ်။ပရိသတ်ကြီးနေရောကွန်မြူနတီထောင်နိုင်ခဲ့တဲ့ထီချမ်းသာခဲ့ပြီးလက်ရှိမှာ200နဲ့ဘီလီယံစာအုပ်ရောင်းနေရတဲ့ဥက္ကဘာကျော်ကိုပြန်လည်လက်တွဲသွားမယ်နေထူနိုင်ပေါ်ဘလို့တွေမှတ်ချက်ပြုကြတယ်ဆိုတာဗီဒီယိုအောက်က comment လေးမှာရှင်းသွားပေးခဲ့ပါအောင်ရှင်။